မြန်မာပြည်မှာတဦးဒီတော့ပေါ့နော်ဒီမက်ဆန်တဦးဒီတော့ကြိုက်ခင်ရတဲ့အဆိုတော်ဒီသမရိစာဘကူမရိစာသူအရန်ကြိုက်လုံးအကြီးလို့ကျမရဲ့ဒီစာအုပ်ပေါ့နော်ပြာတန်းစာအုပ်တွေမျက်နှာဖုံးတွေမှာကျမဆော့ပန်အထူကြီးတွေအပြာကြီးတွေနဲ့မရိစာဆိုတဲ့စလုံးတွေအများတိုင်းကပြေးတင်တယ်ဒီကြမြေရာတွေများ မြန်မာပြည်မှာကြိုက်တဲ့အဆိုတော်တယောက်ကိုကျွန်မမြန်မာပြည်မှာနေနေတဲ့ကာလတက်လျှောက်လုံးပေါ့နော်အခုအသက်အရွယ်ချီကိုလုံးဝအပြင်မှာကျွန်မတစ်ခါမှတွေ့ဘူးခဲ့ခြင်းမရှိခဲ့ပါဘူးဟုတ်ကဲ့ပါကျမကဒီ 2009-2010မှာ Melody War ပေါ့နော်တချင်းစုပြိုင်ပွဲစပြီးဝင်ပြိုင်ခဲ့ရင်းတဲ့ဒီဂီတလောကတွေကိုရောက်ရှိလာခြင်းဖြစ်ပါတယ်ရှင်ဟုတ်အာအစူရော်တွေမှာတော့ကိုကြိုက်နေတဲ့အစူရော်တွေတော့အများကြီးပါပဲသို့တော်လည်းပေါ့ပေါ့နော်ဆေးမြမပြည်ထဲမှာကျွန်မကြိုက်တဲ့အစူရော်ပေါ့အများကြီးပါပဲဥညိထွတ်ထွတ်လည်းကြိုက်ပါတယ်အဲမတ်ကော်တို့အာမတ်တင်စာမော်တို့မတ်စုံသင်းတို့ပေါ့နော်ဆိုတော့ကျွန်မမြမပြည်မှာတူဦးဒီတော့ပေါ့နော်ဒီမတ်ဆန်တူဦးဒီတော့ကြိုက်ခဲ့ရတဲ့အစူရော်တွေ ကမရိစာဘကူမရိစာဆိုတော့ကျမဒီချစ်တန်းချောင်းသူဘဝရဲကကူမရိစာအတချင်းပေါ်တော့သူအဲ့တော့ဘယ်တော့မှမဝေးဘူးဆိုတဲ့တချင်းလေးပေါ့အဲ့တချင်းလေးကိုကျမအခုပေါ့ဆုံးသွားတယ်ကျမကိုကိုရာဇာကြီးကအာအိမ်မှာအမြဲတမ်းဂီတာနဲ့ဒီဗီဆိုပြတဲ့အတွက်ကြောင့်မို့ကျမအဲ့တုံးလေးကဒီတချင်းကိုအရန်ကြိုက်ခဲ့တယ်နောက်ပြီးတော့အဲ့ရဗီဒီယိုခစ်ပေါ်အဲ့တုံးကလေးရှိုးယုံနေမှာဆိုတော့အာဒီတခြားဒီဇလန်းနေပေါ့ဇလန်းနေအဝေလူကျော်တို့ဘာလို့အဲ့ဇလန်းနေမှာလဲဆက်ဒီကိုမော်ရစ်ဆိုင်တချင်းနေတုံးတော့ကျမအမြဲတမ်းလည်းသွားကြည့်ပြတယ်ကလေးဘဝကနေ သူ့အရန်သဘောကျတယ်နော်ပြီးတော့အဲကျွန်မအထက်တန်းကျောင်းသူဘွားဆယ်တန်းရောက်လာတဲ့အခါမှာလဲသူ့အရန်ကြိုက်လုံးအချင်းလို့ကျွန်မရဲ့ဒီစာအုပ်ပေါ်တော့ပြာတန်းစာအုပ်တွေမျက်နှာဖုံးတွေမှာကျွန်မဆော့ပန်အထူကြီးတွေအပြာကြီးတွေနဲ့အမာရိဆာဆိုတဲ့ဆက်လုံးတွေအများတိုင်းကပြေးတင်တယ်။ဘာကြောင့်လဲကျွန်မဒီဖတ်စာအုပ်တိုင်းပါစေအဲ့သူ့ရဲ့နာမည်ပေါ်တော့ကျွန်မအရန်ကြိုက်လုံးအချင်းလို့အဲ့လိုလေးတွေတော့တင်ပြခဲ့တဲ့အခြေအနေထိတော့ရှိတယ်ပေါ့နော်ဟုတ်ဆိုတော့အရန်ကြိုက်တယ်ကျွန်မမြန်မာပြည်မှာကြိုက်တဲ့အဆိုတော်တယောက်ကို ကျမမြန်မာပြည်မှာနေနေတဲ့ကာလတက်လျှောက်လုံးပေါ့နော်အခုအသက်အရွယ်ချီကိုလုံးဝအပြင်မှာကျမတခါမှတွေ့ဘူးခဲ့ခြင်းမရှိခဲ့ပါဘူးဆိုတော့သူဆုံးသွားတဲ့အချိန်ထိကိုကျမကျမအရင်ကြိုက်တဲ့အဆိုတော့မြန်မာပြည်မှာလုံးဝအပြင်မှာတွေ့ခွင့်လည်းမရှိခဲ့ဘူး ဟိုကျမတို့ဒီကအကိုကိုမရစ်ဆန်နေရအပြင်မာဒီပြိဋ္ဌာန်နဲ့အနုပညာရှင်နဲ့ရေဆက်မစုံခဲ့တာလားတော့မသိဘူးပေါ့ရင်ထဲမှာပဲရှိခဲ့တဲ့အဆိုတော်တယောက်ပဲရှိခဲ့ပါလို့ရှင်ဟုတ်ကိုမရစ်ဆန်ကဆုံးသွားတဲ့အခါမှာပေါ့နော်ကျမအရန်စိတ်တည်မကောင်းဖြစ်တယ်။အော်ငါသူ့ကိုအရန်ငငယ်လေးကပေါ့နော်အထက်ချမ်းចောင်းသူဘဝတွေကကြိုက်ခဲ့ရတဲ့အဆိုတော်ကငါအပြင်မှာလဲ တောက်လျှောက်အာနှစ်တွေအကြာကြီးပဲဆယ်စုနှစ်တွေများစွာဖြတ်သန်းတဲ့အချိန်မှလည်းငါမဆုံးခဲ့ရဘူးဆိုတော့သူဆုံးသွားတဲ့အခါမှလည်းကျမဒီတခြားတွေရောအပြင်မှာပွဲတစ်ခုမှတချင်းသွားဆိုနေတဲ့အတွေ့အကြုံမှာသူ့ရဲ့နာရီကိုလည်းမရောက်ပြစ်ခဲ့ဘူးပေါ့အဲ့အတွေ့အကြုံမှာကျမဘာလုပ်လိုက်လဲဆိုတော့ကျမသွားဆိုနေတဲ့နေရာမှာပေါ့အဲကျမအရင်ကြိုက်ခဲ့ရတဲ့ဒီဘယ်တော့မှမဝေးဘူးဆိုတဲ့တချင်းလေးတော့အမှတ်တရအနေနဲ့အဲ့ဒီမှာဆုပ်ပြစ်ခဲ့ပါတယ်ရှင်ဟုတ် Dame ော့ပေါ့နော်ကျွန်တော်အခုနောက်ပိုင်းနေမှာပေါ့ဆူပြစ်တာလည်းမကော်တဲ့ချင်းတွေအများဆုံးဆူပြစ်ပါတယ်ဒီအတွက်ကြောင့်လည်းပေါ့နော်ဒီလူတွေကကျွန်တော်မကော်နဲ့မကော်လေးပေါ့မကော်အသေးစားလေးပေါက်စားလေးပေါ့အဲ့လိုလေးတွေတော့ပြောကြပါတယ်သို့တော်လည်းကျွန်တော်ကဒီမကော်နဲ့တူနေအောင်လိုက်တူချင်းတော့လုံးဝမဟုတ်ပါဘူးသူ့တဲ့ချင်းတွေကိုဆိုတဲ့အခါမှာသူနဲ့ကာလာချင်းလည်းနည်းနည်းစင်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဟုတ်တဲ့ချင်းတွေကကျွန်မအာကျွန်မပေါ့နော်ကျွန်မဒီမနစ်ကအာ ကျွန်မကိုယ်တိုင်ရေးထားတဲ့သချင်းပေါ့နော်အသေးခွဲသချင်းလေးတစ်ပုဒ်စာရေးပြပါတယ်ဆိုတော့တိမ်ပြချစ်ချင်းဆိုတော့မနေ့ကတော့ကျွန်တော်တို့ဒီမီဒီယာတစ်ခုကနေပေါ့နော်အဲ့သချင်းလေးကိုအာလွှင့်ခဲ့ပါတယ် ဲ့တချင်းလေးကိုပေါ့အခုပုံစံတစ်မျိုးလေးနဲ့လည်းပြန်ရိုက်ဖို့ရှိပါတယ်နောက်ထပ်ပေါ်တော့ဒီတချင်းလေးတွေတပုတ်ပြီးတပုတ်ပေါ့ကျွန်မအဲပရိသတ်ပေါ့အဓိကတော့ပရိသတ်ဆိုတာတဲ့ကျွန်မရဲ့ဒီမြန်မာပြည်မှာရှိတယ်ကျွန်မအားပေးနေကြတဲ့လူတွေသည်ကျွန်မရဲ့ဒီဆွေမျိုးတွေပေါ့နော်ဆွေမျိုးတွေလိုပဲတမ်းဖတ်ပါတယ်ဆွေမျိုးတွေရှိကိုချပြဖို့ရန်အတွက်ကျွန်မတချင်းတွေတပုတ်ပြီးတပုတ်တော့အခုလုပ်နေပါတယ်ရှင်ဟုတ်